တော့ကျွန်တော်ရှင်းပြမှာဒီ 5MB ကအသုံးပြုနည်းဗီဒီယိုဖိုင်မှာဟုတ်ပြီကျွန်တော်တို့ဒီ 5MB ဆိုတဲ့ကောင်မှာ power အဖွင့်ပေးတစ်ခုတစ်ခုပါတယ်ဒီ 5MB ကိုဘယ်နေရာမှာတုံးကြမှာလဲဟုတ်ကဲ့ကျွန်တော်တို့ power ဖွင့်လိုက်တယ်ဒီမှာ voltage ချိန်တဲ့နေရာ data current ချိန်တဲ့နေရာကျွန်တော်ဒီလက်ရှိကျွန်တော်တို့ voltage current ကိုလိုသလိုချိန်လို့ရတယ် adjust ချိန်လို့ရတယ်အမျိုးအစားကိုသုံးတယ်ပြီးတော့ဒီထက်မှ coin type coin တုံးပါတယ်အမျိုးအစားကိုကျွန်တော်သုံးတယ် အလက်ထရောနစ်သမားတယောက်ဖြစ်တယ်ဒီအတွက်ကျွန်တော်တို့ကဒီပစ္စည်းတွေမှာပြင်ရလွယ်တယ်အမျိုးအစားမျိုးပဲတောင်းတာများပါတယ်ဒီပုံကြီးကအလေးကြီးပါလို့စတာဆိုတဲ့ဒီကောင်တော်တော်လေးပါတယ်ဒီနာ5 MPM ဘယ်လိုသိလဲဆိုရင် LB 305D ဆိုတာဒီနောက်ဆုံး9နဲ့ဆုံးရင်5 MPM ပါဒါလို့3010ဆိုရင်အဲ့ကောင်10 MPM ပါ3020ဆိုရင်တော့20 MPM ဖြစ်လောက်တယ်တိုးတော်လက်ရှိကျွန်တော်5 MPM ပဲတောင်းပါတယ် ဒီ5 MPa ကိုကျွန်တော်ဒီကတောင်းရတဲ့အကြောင်းရင်းကကျွန်တော်တို့ short ရှာတဲ့အချိန်အရန်တောင်းဝင်လို့ပါဟုတ်တယ်ကျွန်တော်တို့ battery အပေါင်းနှုတ်ချိန်လိုက်တယ် supply ဒီ circuit ပုံပြမှာအပေါင်းနှုတ်ချိန်လိုက်တယ်အပေါင်းနှုတ်ချိန်လိုက်တဲ့အချိန်မှာခုန1 MPa 2 MPa တွေနဲ့ချိန်လိုက်လို့ရှိရင်အတန်မြည်ပြီးတော့ကျွန်တော်လက်တန်လေးတက်လိုက်ကြလိုက်ဖြစ်တယ်ပြန်ပြုတ်ကြတယ်ဒါမှမဟုတ်ရင်လက်တန်ကြီးအများကြီးဆွဲသွားတယ် MPa လက်တန်ကိုကျွန်တော်ဆိုလိုချင်တာအဲ့လိုအများကြီးဆွဲသွားတယ် ်သူတော့အတန်မူကြီးပြောင်းသွားတယ် MB ကလက်တန်ကြီးဆွဲမယ်တက်လိုက်ကြလိုက်ဖြစ်မယ်အတန်လေးမြည်နေမယ်အတန်လေးတီတီနဲ့မြည်တယ်ဒါမျိုးဖြစ်လာပြီဆိုတာရှော့ကြတဲ့စကားလို့ပြောလို့ရတယ် customer လာတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ရေဝင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဘက်ထရီထိုးလိုက်တဲ့အချိန်မှာဘက်ထရီဖောင်းသွားတာ၄ရှိတတ်ပါတယ်အဲ့ဒါမျိုးဆိုရင်ဒါဒီ short circuit ဖြစ်တယ်ခေါ်တယ်အဲ့ဒီ short ကိုရှင်းနိုင်ရင် power ပြန်လို့လာတာများပါတယ် short ဖြစ်နေတဲ့အချိန်မှာ power သေးတယ် short ရှင်းနိုင်ရင် power ပြန်လို့တယ် ဘူသူဒါတခုအနေနဲ့ပြောမယ်ဆိုရင် line မမီတဲ့နေရာတွေမှာဖုန်းထဲမှာပါတဲ့ PA လို့ခေါ်တဲ့ power amplifier အရင်လုံလောက်ရတယ်။အဲ့ဒီ PA လေးကပြတ်သွားပြီးတော့ short ဖြစ်နေတဲ့အချိန်မျိုးမှာဆိုရင် power မလာတော့ဘူး။ဥပမာကျွန်တော်တို့ audio ကတုံးလို့ရတယ်ဒီဒီ cube back ကလေးတွေမှာဆိုရင်အဲ့လို error ဖြစ်တယ်။ဒါဆိုရင်ကျွန်တော်တို့ battery ထိုးလိုက်တာနဲ့ကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ battery ဖောင်းလာတဲ့အတမျိုးဂျုံတတ်တယ်လုံးဝ power မလာပါဘူး။ supply နဲ့တက်လိုက်လို့ရှိရင်အတန်မြည်တယ် power ကတော့မလာဘူး။ amp ရတွေအများကြီးဆွဲသွားပါတယ်။ MB ဆိုလက်ရှိကျွန်တော်ပြထားတဲ့ supply မှာဆိုရင်ဒီဘက်က A လို့ရေးထားတာ MB ya ဒီဘက်က4ပါ V နဲ့ရေးထားတာ VOLT 4ပါသူလည်းပုံမှာ VOLT 4 VOLT မှာတော့ VOLT လို့ရေးလဲအတူတူပဲ VOLT G ရေးလဲအတူတူပါပဲ Voris နဲ့ Garen လို့သုံးထားပါဟုတ်ပြီကျွန်တော်တို့ပြောကျင်တဲ့အထိပ္ပယ်ကတော့ short ကြနေတဲ့ PC တွေ short ကြနေတဲ့ဖုန်းတွေကိုကျွန်တော်တို့ပြန်ပြီးတော့ကောင်းအောင် short ရှင်းတဲ့အချိန်မှာ 5MB supply ကအရင်သုံးဝင်ပါတယ် အဲ့တော့ 5bia supply နဲ့ short ရှင်းမယ်ဆိုပထမအောင်ဆုံးဘာလုပ်လဲဆိုရင် short ဖြစ်နေတဲ့ circuit ပြားလေးခြိုင်ထားရမယ်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်တို့ supply board မှာ4.2 4.3 chain ရပါတယ်ဒီဘက်ကညာဘက်ကအတုံးနှစ်တုံးဒီ board အတုံးမှာ board chain နဲ့အတုံးနှစ်တုံးမှာဒီကောင်ဒီနှစ်တုံးက board chain တာပါဒီဘက်ကနှစ်တုံးကကျွန်တော်တို့ current ကို chain တာပါကျွန်တော် short ရှာနေသည်တခြားသူတွေနဲ့တူချင်မှတူလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဆရာတောင်ချင်းစီတိုင်းမှာ short ရှာတဲ့နည်းစနစ်တစ်ခုစီရှိကြတယ်ကျွန်တော် short ရှာနေရလွယ်ပါတယ်နံပါတ်1 ဒီလိုမျိုးဘက်ထရီတန်းတက်ဖြစ်သွားတဲ့ short ပေါ့ဘက်ထရီတန်းဖောင်းလာမယ်ဒါမို့ရင်အပေါင်းနှုတ်တက်လိုက်တာနဲ့အတံမြည်နေမဲ့ short မျိုးဆိုရင်ကျွန်တော်တို့ကဘိုးရီတန်းမှု4.2လောက်ချိန်ထားပါတယ်ဒါကျွန်တော်ဘိုးညှိလိုက်တာပါ4.2ဖြစ်သွားတယ်နည်းနည်းထက် short ရင်4.1လောက်ဖြစ်လို့ရတယ်ဒါဆိုဒီတော့နှစ်တောင်းကဘာလို့ထည့်ပေးထားတာလဲဆိုရင်ဒီညာဘက်ကအတောင်းကလှည့်လိုက်ရင်သူကဘုတ်တံမှုပြောင်းလဲမှုအရမ်းမြန်ပါတယ်အခုချက်ချင်း6ဖြစ်သွားတယ်လှည့်လိုက်ရင်7ဖြစ်သွားတယ်အဲ့တော့ချက်ဆိုတဲ့အတန်လေးကြားလိုက်တယ်ဆိုတာဒါဒီထက်က really ပြောင်းချိတ်သွားတဲ့အတန်ပါ ကျွန်တော်တို့အဓိကလိုချင်တာ4.2ပါဒါကြောင့် short လိုက်တယ်ကျွန်တော်နည်းနည်းထပ် short လိုက်တာနဲ့တန်ဖိုးအရင်ပြောင်းသွားတယ်4.3ဒါဒီမှာလိုက်ပြီးချိန်နေလို့မရတော့ဘူးဘာကြောင့်ဒီလန်ဒီတန်ဖိုးအရင်ပြောင်းလဲတဲ့ဒီခလုတ်ကပြအကျမ်းမြင်ချိန်ရင်ဒီ course COURS course ဆိုအကျမ်းချိန်တာပါအကျမ်းချိန်တာပြီးရင်အချောချိန်တဲ့ချိန်ကျရင် FINE fine နဲ့ချိန်ပေးရတယ်ဒါကြောင့်ကျွန်တော် fine ဆိုတဲ့နေရာလေးမှာကျွန်တော်သွားပြီးတော့ fine clock လေးကိုကျွန်တော်လှည့်ကြည့်ပါတယ်4.2တိကျရတယ်4.1လိုချင်ရင်လည်းနည်းနည်းလှည့်လှည့်လိုက်လို့ရှိရင်ရပါတယ် 4.0လည်းချိန်လို့ရတယ်ကျွန်တော်ရှော့လိုက်တယ်4.2ပြန်ချိန်ပြပါမယ်ကျွန်တော်ဒီလိုသွားတယ်ဒါကြောင့်အကျန်းချိန်ရင်ကိုစနဲ့ချိန်မှာအချောချိန်ရင်ဖိုင်နဲ့ချိန်မှာဒါဘိုးချိန်နဲ့ညပါ supply မှာ4.2ဘိုးချိန်တာပါဘာကြောင့်လဲဆိုတော့ဖုန်းတွေပြီး3.7လောက်ကနေ4.2လောက်ထိအကျန်းမြင့်လက်ခံလို့ပါ tablet တွေဆိုရင်ဒီဘိုးထက်ပိုပြီးတော့ချိန်ပေးရတယ်ကျွန်တော်တို့ဆိုရင်5ဘိုးတော့ညပါလောက်ထိရှားလို့ရတယ်အခုလက်ရှိဒီ current ကိုကျွန်တော်စဉ်းစားပြမယ် ားရဲမှာလည်းအဲ့လိုပဲ cost နဲ့ fine နဲ့ဆိုရင်နှစ်ခုလာတယ်ဒါဆို cost ဆိုတာအကျန်းချိန်တာ fine ဆိုတာအချောချိန်တာဒီ current demo ပါအဲ့ရှိကျွန်တော်ဒီ current clock လေးကိုလှည့်ပေးမယ်ဒီ current clock လေးကအလုံးမလုံးဘူးဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ phone circuit နဲ့တက်မထားလို့ပါ current ဆိုတာလက်ရှိကျွန်တော်တို့ဘာဖြစ်တဲ့ချိန်လဲဆိုတော့ circuit တက်လိုက်တဲ့အချိန်မှာမှ current စွဲတာပါဒီထဲကိုလျှက်စီးချောင်းဖြတ်စည်းသွားတယ်စွဲသွားတဲ့ပမာဏကိုဒီမှာပြတာပါလက်ရှိကျွန်တော်တို့က current ကိုမတုံထားတဲ့အတွက်သူက current တန်ဖိုး0ဖြစ်နေတယ် ဟုတ်ပြီဒါဆိုကျွန်တော်တို့ဘယ်လိုချိန်မလဲလွယ်ပါတယ်ဒီဘက်ဒီ fine ဆိုတဲ့ကောင်လေးမှာတဝက်ဒါမှမဟုတ်အစုံတိချိန်ထားလိုက်ပါ course ကိုကြာတော့လောဝန်း short ချလိုက်ပါ short ချမဲ့လူတွေကဒီသဘောတရားကိုသိဖို့လိုတယ် current ကိုကျွန်တော်တို့က fine မှာကျွန်တော်အစုံတိတင်ထားတယ်ဒါကြောင့် current နည်းနည်းစီးနေလိမ့်မယ် course မှာလောဝန်း short ချတဲ့အတွက် current ကလောဝန်းနည်းနည်းလေးပဲစီးမယ်အများကြီးမစီးပါဘူးဒီချိန်မှာကျွန်တော်တို့မလုပ်ရမလဲဆိုရင်ဒီ beta လက်တဲ့အနီးနဲ့ကိုမှန်အောင်တက်ရမယ် ဲ့တော့ဒီအနက်ဆိုတဲ့နေရာနဲ့ဒီအစိမ်းနေရာတစ်ချက်တည်းပါဒီထဲမှာဒီအနက်က ground လို့ပြထားတယ်အနီးကအပေါင်းမှာတက်လိုက်တယ်ဒီထိပ်မှာကျွန်တော်တို့ဘယ်လောက်ထွက်နေမလဲ4.2ထွက်နေမယ်ဒီပုတ်ပြားဒီကောင်းတယ်မကောင်းကျွန်တော်တို့မသိဘူးသို့တော့ short ရှိနေတဲ့ပုတ်ပြားဆိုရင်အပေါင်းတို့တက်လိုက်တာနဲ့ဒီကောင်ကဘာဖြစ်နေမလဲဆိုရင်ဟောဒီ A ဆိုတဲ့တန်ဖိုးလေးပြောင်းသွားမယ်တန်ဖိုးပြနေလိမ့်မယ်မြများဆွဲလေလေ short ကြတာများလေလေပဲ short ကြီးတယ်ဆိုရင်ရှားတာလွယ်တယ်တကယ်လို့ short ကအရင်သေးနေတယ်ဒီနံပါတ်ရှိတဲ့ tempo လေးနည်းနည်းလေးပဲပြနေတယ်ဆိုရှားခတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့နံပါတ်1ပူချိန်မယ်နံပါတ်2ကားရက်မှာဒီ fine ကိုအဆုံးထိတင်မယ် coarse ကိုအဆုံးထိ short မယ်ပြီးကမှကျွန်တော်တို့ဒီအပေါင်းနှုတ်မှန်အောင်တက်ကြည့်မယ်ပေါင်းနှုတ်ပြောင်းပြန်တက်ရင် short ဖြစ်ပါတယ် short တင်ကြတာပဲပြပါတယ်ပေါင်းနှုတ်မှန်အောင်တက်မယ်လက်ရှိဒီပုတ်ပြာ short မရှိပါဘူး short မရှိဘူးဆိုရင်ကျွန်တော်တို့ဒီ MPR ကိုကြည့်လို့ရတယ် MPR လုံးဝမစွဲပါဘူး ်အပီကနည်းနည်းဆွဲသွားတယ်ဆိုရင်ရှော့ရှိနိုင်ချေများသွားပါပြီတော်တော်လေးဆွဲပြီဆိုရင်တော့ရှော့များတယ်အရန်ဆွဲသွားရင်တော့တန်ဖိုးတွေဒီဘောတန်ဖိုးကြီးကြီးပဲတန်ဖိုးများလေးလေးရှော့ကြီးလေးလို့မှတ်ထားလိုက်ရင်အဆင်ပြေတယ်ရှော့ဖြစ်ရင်ဒီလိုတတ်ထားလိုက်မယ်ကျုပ်လက်နဲ့ပူတဲ့လုံးကိုလိုက်ဆမ်းပါတယ်ကိုဘက်ဒီဘက်အကုန်ဆမ်းရတယ်ဒီလိုမျိုးပူတဲ့လုံးကိုလက်နဲ့လိုက်ဆမ်းတယ်မတွေ့သေးဘူးကျွန်တော်တို့ ambient နဲ့နေနေသေးတယ်ဆိုရင်အကြမ်းမှကျွန်တော်တို့ဒီ ambient လေးကိုလည်းနည်းနည်းတင်ပါတယ်ပြီးရင်ထပ်ဆန်းပါတယ် ီမှာတန်ဖိုးလေးများလာမယ်မများလာသေးရင်ကျွန်တော်ထပ်တင်မယ်ပြီးရင်ကျွန်တော်ပူတဲ့နေရာကိုအဲ့လိုပဲလိုက်ပြီးတော့ဟိုဘက်ဒီဘက်လိုက်ဆန်းရမှာဒီလိုပဲနေရာမှာပူတယ်လဲ IC လေးတွေပင်နာ IC လေးလိုက်ဆန်းကြည့်ရတယ်။ဘာပြောပူတယ်နားတစ်ဝိုက်ကတော့ကျွန်တော်တို့တိမှာပါပဲအဲ့တော့မတိသေးရင် ampere ကိုတင်အဲ့လိုတစ်ဖြည်းဖြည်းချင်းတင်ပြီးဆန်းရမှာအဒီအဆုံးထိတင်နေဒီမှာမတွေ့ရင်တော့အဆင်မပြေပါဘူးဒါပေမဲ့လက်ရှိအဆုံးထိတင်လို့မတွေ့တဲ့ short လည်းတော်တော်ရှားပါတယ်မရှိဘူးမဟုတ်ပါဘူးရှိတယ်ရှားတယ်လို့ပြောတာပါဟုတ်ပြီဒါဆိုစောကြီးကအဆုံးထိတင်လိုက်ရင်ဘာဖြစ်မလဲ ျွန်တော်ဆိုလိုတဲ့အိဗယ်ကဒီတုံးလေးတစ်လုံးရှော့ကြနေတယ်ပေါ့အဲ့ဒီလိုအနေထားမျိုးမှာဒီ DRC လေးကျွန်တော်နမူနာပြခြင်းနော်ဒါလေးတစ်လုံးရှော့ကြနေတယ်အဆုံးထိတန်းတင်ထားရင်အဲ့ကောင်မီးပါလောင်တဲ့တခါလေးကြာရင်အဲ့ချိန်မှာလက်နဲ့သွားကင်တယ်ကျွန်တော်လက်ပေါ်မှာအကွက်ကြီးတွေဖြစ်သွားတယ်လက်ပေါက်သွားပါတယ်ဒီကိစ္စမျိုးကိုကျွန်တော်တို့ကြာခဏ line ပေါ်မှာတင်တာတွေ့ဦးပါတယ်သို့တော့ကျွန်တော်အဲ့လိုထိမရှာပါဘူးလက်ပူရင်ကျွန်တော်တို့မကြိုက်ပါဘူးအဲ့တော့ကျွန်တော်တို့ကဒီကောင်လေးကိုဆိုးရရှော့ထားတယ်။နည်းနည်းတင်တယ်ကျွန်တော်ပူယုံလောက်ကိုဆမ်းမိရပြီ ပူတဲ့နေရာတော့တွေ့ပြီဟေ့ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဒီနားတစ်ဝိုက်ပူနေမှာပါဘယ်လုံးမှတိကျမသိပါဒါပေမဲ့ကျွန်တော်တို့ကအဲ့ထဲမှာမှပူတဲ့လုံးသုံးလုံးတွေ့ခဲ့ရင်ပထမအောင်ဆုံးပူတဲ့အလုံးကိုပဲဖြုတ်မှာ။ဒါဆိုရင်ဘာဖြစ်လဲဆိုတော့ဘယ်လုံးရင်ပူလဲဆိုတာကိုလက်နဲ့ဆန့်ကြည့်လို့မသိတော့ပါဘူး။ဘယ်လုံးကအပူဆုံးလဲဆိုတာလည်းတကယ်တော့မသိဘူး။ဘာကြောင့်လက်ကမျက်နှာပြင်ပြင်အရင်ကြည့်လို့ပါထီးတဲ့မျက်နှာပြင်။ဒါကြောင့်ကျွန်တော်လက်မအစားလက်ညှိုးလေးပြောင်းဆန်တယ်။မရရလက်တန်းလေးနဲ့ပြောင်းဆန်တယ်။ ဲကကျွန်တော်နှစ်ခန်းလေးနားကတ်ကြည့်ကြတယ်ဒါမဲ့ကျွန်တော်တို့အိမ်သားရေးတဲ့ကြားထားတဲ့ဟာတွေဒီလိုမျိုးလုံးမျိုးတွေကြာရတော့ဒါမသိတော့ပါဘူးစပဲတမအတွက်ဒါဆိုကျွန်တော်တို့ကဒီမှာဘယ်လုံး short ကြရတာရှိတယ်လဲ short ကြတဲ့လုံးကိုရှားမယ်ဖြုတ်ရမယ်အဲ့လိုလုပ်ဖို့အတွက်ကိုနံပါတ်1ခဲငွေရိုက်တတ်ဖို့လိုတယ်ပူနဲ့တဝိုက်ကိုအရင်တွေ့အောင်လက်နဲ့လိုက်ဆန်းကြည့်ရတယ်ပူတဲ့တဝိုက်တွေ့ရင်ခဲငွေရိုက်တယ်အဲ့လိုခဲငွေရိုက်ပြီးတဲ့အချိန်မှာကျွန်တော်တို့မလုပ်ကြည့်ရလဲဆိုရင် supply ဒီအပေါင်းနှုတ်ပြန်တက် MPR ကိုဖြည်းဖြည်းချင်းတင်ပြီးထိုင်ကြည့်နေရတယ် ူလာတဲ့ကောင်လေးသည်အရေးပြောသွားမယ်ပထမအောင်ဆုံးအရေးပြောတဲ့ကောင်လေးသည်ကပက်စတာတို့ဒိုင်အိုတို့ဆိုရင်ဖြုတ်ချလိုက်ရတယ်အဲဒီကလေးအဲ့လိုပူလာတဲ့ကောင်လေးသည် IC ဆိုလို့ရှိရင်လည်းဖြုတ်ပြီးတော့အသင်းနဲ့လဲပေးရတယ်ပြန်တက်เสียရမလို့လားဆိုလို့ကပက်စတာနဲ့ကျွန်တော်တို့အဲ့ဒီဒီ ESD လို့ခေါ်တဲ့ဒိုင်အိုလေးတွေပေါ့ TVS ဒိုင်အိုလို့လည်းခေါ်တယ် ESD လို့လည်းခေါ်တယ်အဲ့ဒိုင်အိုမျိုးလေးတွေဆိုပြန်တက်เสียရမလို့ပါဘူးအဲဆိုလို့ချင်တာ C တချို့နဲ့ C လေးတွေနဲ့ ဒီလေးတချို့ကိုပြန်တက်เสียမလို့ဘူးကျန်တဲ့ပစ္စည်းတွေဆိုရင်ဖြုတ်လိုက်ရင် short ပြုတ်ပါတယ်သို့တော့အလုပ်ပါမလုပ်တော့ဘူးဥပမာကျွန်တော်ဆိုလိုတာ charging IC short ကြနေလေဖြုတ်လိုက်တယ် charging မရတော့ဘူး power တော့ပြန်လာနိုင်တယ်အဲ့လိုဆိုလိုတာဒါကြောင့်ကျွန်တော်တို့ကပစ္စည်းတစ်ခုဖြုတ်ခဲ့ရင် short ကြနေရင်ဖြုတ်ပြရမယ်ပြီးရင်အသင်းနဲ့လက်တက်ပေးရပါမယ်ကျွန်တော်ပြောတာနည်းနည်းလေးများသွားပါတယ် supply မှာ4.2ချိန်ပဲဒီ MBR ဒီဘိုးမှာ4.2ချိန်နဲ့ MBR မှာကျွန်တော်တို့ကဘာလုပ်လဲဆိုလို့ရှိရင်အမြင့်ဆုံးဒီ5ကိုအဆုံးထိချိန် ဒီ course ကိုအဆုံးဖြတ်ချပြီးကမှဒီကဖြည်းဖြည်းချင်းတင်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 ပြီးတော့ပူရလုံးကိုလည်းနှစ်လိုက်ဆန်းမတွေ့သေးရင်ထပ်တင်ပြီးတော့မှဆန်းမတွေ့သေးရင်ထပ်တင်ပြီးဆန်းပူရလုံးတွေ့ရင်ထပ်မတင်ပါနဲ့တော့အဲ့ဒီချိန်မှာထားတာပါပြီးတော့မှကျွန်တော်ဒီပုံပြားကိုဖြုတ်ပါဒီပူတဲ့နားတစ်ဝိုက်ကိုမလုပ်လို့ဆိုရင်ခဲငွေ့ကြိုက်တယ်လို့ခေါ်တယ်ထင်းယူစီခဲလေးပေါ်မှာကျွန်တော်တို့ခဲကောင်းနဲ့ထိုးပြီးတော့မှအငွေလေးထွက်လာတာကိုရိုက်တာပါနောက်ပိုင်းမှာဒါကိုထင်းယူစီငွေရိုက်တယ်လို့လည်းခေါ်တယ်။ဒါကြောင့်အခေါ်ပေါ်သုံးနှုံးနေမှာကျွန်တော်တို့အကုန်လုံးသိထားဖို့လိုတယ်။ကျွတ်ထင်းယူစီငွေရိုက်တယ်ပြောတယ်၊ကျွတ်ခဲငွေရိုက်တယ်ပြောတယ်။ ကိုကြိုက်တဲ့အသုံးလုံးအသုံးလို့ရတယ်ဒါပေမဲ့ဘယ်သူပါပြောပြောနားလည်ဖို့အတွက်အသုံးလုံးတွေတိထားဖို့လိုအပ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာခင်ွေရလိုက်တယ်ရိုက်လိုက်ပြီးတဲ့အချိန်မှာအပေါင်းနှုတ်ဒီကောင်လေးကဖြုတ်ပြီးတော့ရိုက်တာပါရိုက်ပြီးတဲ့အချိန်မှာအပေါင်းနှုတ်ပြန်တက်လိုက်တယ်ကျွန်တော်ဆိုလိုချင်တာဒီကျိုးလေးတွေကိုကျွန်တော်တို့က sorry ဒီငုတ်ကလေးတို့ဖြုတ်ထားလိုက်တယ်ဒီငုတ်ကလေးဖြုတ်ထားဖြုတ်ပြီးကမှခင်ွေရိုက်တာပါရိုက်ပြီးကမှဒီမှာပြန်တက်မယ်တက်ပြီးပူတဲ့လုံးလေးအရှိပြောသွားတွေ့လိမ့်မယ်မျက်လုံးနဲ့ထိုင်ကြည့်နေရုံပဲအရှိပြောသွားတဲ့အတုံးကိုဖြုတ်ချလိုက်ပါရှော့ပြုတ်သွားဖို့များတယ် မပြုတ်သေးရင်ကျန်တာဆက်ရှာပါဒီနည်းတိုင်းသွားလို့ရတယ်။ဟုတ်ပြီဒါဒီအပေါင်းနှုတ်တက်လိုက်တာ ਨੇ တက်ဖြစ်တဲ့ short ပါဝါသေးနေတဲ့ short အဲ့ဒါတန်တက်လိုက်တာ ਨੇ တန်ဖြစ်လို့ဒီကောင်ဒိုက်ရိုက် short လို့ကျွန်တော်တို့ကသုံးကြတယ်။အဲ့ဒီဒိုက်ရိုက် short တန်ဖို့မှာအရန်နေရင်မီလီ short များသွားရင်ကျွန်တော်တို့ကအဲ့ဒီကောင်ကြတော့ short ကြီးတယ်လို့သတ်မှတ်တယ်။ဒါမဲ့ဒိုက်ရိုက် short ပါပဲ။ဒိုက်ရိုက် short တွေဒီကျွန်တော်တို့ပတိဖောင်းတတ်တဲ့ရှားရတာလွယ်ပါတယ်။ပါဝါခလုတ်နှိမ့်မှထွက်လာတဲ့ short ကို output short လို့ခေါ်တယ်။ ချို့ short တွေကကျွန်တော်တို့သက်ဆိုင်ရာ function တခုလုံးမှထွက်တယ်ဒီကောင်ကျွန်တော်ကတော့ဒီ second output short လို့ခေါ်မယ် functional short လို့လည်းခေါ်လို့ရတယ်ဒီလိုအပေါင်းထုတ်တက်လိုက်တာနဲ့ MB ကနည်းနည်းလေးပဲဆွဲနေပြီပူရလုံးရှာမရဘူးဆိုရင်အဲ့ဒါကို milli short လို့ခေါ်ပါတယ် short အသေးစားလို့ခေါ်တာပါ mini ပဲဖြစ်ဖြစ် milli ပဲဖြစ်ဖြစ် milli ဆိုတာတန်ဖိုးသေးတာကိုဆိုလိုတာ mini ဆိုတာကတော့သေးတာကိုဆိုလိုတာပါအဲကြောင့်စကားအသုံးနှုန်းမှာကျွန်တော်တို့စာပြစ်သမားတွေဒီတခြားနိုင်ငံကနေအသုံးနှုန်းတွေယူသုံးရတဲ့အတွက်မီနီဖြစ်ဖြစ်မီလီဖြစ်ဖြစ်ရပါတယ် supply ဘောင်းလုံးတက်မယ် ambient နည်းနည်းလေးဆွဲနေမီလီရှော့ခေါ်တယ် battery အားစားတဲ့ရှော့မျိုးအဲ့မှာ hardware software နှစ်ခုထပ်ခွဲလို့ရတယ် software ကြောင့်ဖြစ်တာလား hardware ကြောင့်ဖြစ်တာလားဒီဘိုင်းတွေကိုနောက်ပိုင်းကျွန်တော် group ထဲမှာဆက်ပြီးသင်ပေးပါမယ်တက်လိုက်တာနဲ့ ambient အများကြီးဆွဲနေတော့ die ရှော့ပါ battery တွေဖောင်းလာနိုင်တယ် power သေးနေတတ်တယ်ကျွန်တော်ပူနေတဲ့ white ကိုရှာမယ်ခင်းငွေရိုက်မယ်အပေါင်းနှုတ်မှန်အောင်ပြန်တက်မယ်ပြီးသွားရင်ပူတဲ့လုံလေးရှာဖြုတ်လိုက်မယ်ကောင်းသွားတယ် power IC ပုံနေလို့ဖြုတ်လိုက်ပြီးရင်တော့ power IC အသင်းနဲ့ပြန်လဲပေးရမယ်ဒါမှပါပါပြန်လာမှာပါဒါလောက်ဆိုရင် define ပြရ3နဲ့2ကိုအချက်မြင့်တိမယ်လို့ကျွန်တော်ယုံကြည်တယ်ပြန်ရှင်းပြပါမယ် define ပြရမှာကျွန်တော်တို့ဒါ power ခလုတ်ပါဖွင့်ပိတ်လုပ်လို့ရပါတယ်ဒီ power ခလုတ်ဖွင့်ပိတ်လုပ်ပြီးတဲ့အချိန်မှာဒီဘက်ညာဘက်က2တောင်းဟာဖိုးချိန်တာပါလိုလိုချိန်လို့ရတယ်တော်တော်ဒီဘက်ကဟာဒီရန်တန်ဖို့ပြောင်းလဲလွယ်တဲ့ကောင်အဲ့တော့ဒီကောင်နည်းနည်း short ထားလို့ရတယ် အကျမ်းမြင့်တန်ဝန်လိုချင်တဲ့တန်ဖိုးနာရောက်ပြီဟေ့ဆိုရင်အချောတက်ကိုဒီဘက်ကချိန်ပါကိုစတီအကျမ်းချိန်တာပါအတိကျလိုချင်ဖိုင်နဲ့ချိန်ပါဒီဘိုးရဲ့သဘောတဘာဝအတိုင်းကားရန်ချိန်လို့ရတယ်တိုးတော့ရှော့ရှာဖို့အတွက်ဆိုရင်4.2ချိန်အပေါင်းတော့မှန်အောင်တက်ဒါရဲရှော့ရှာနီမီလီရှော့ရှာနီပါအဲ့လို4.2ချိန်ပြီးတဲ့ချိန်မှာဒီကားရန်ကိုဖိုင်ကိုအဆုံးထိတင်ကိုစကိုအဆုံးထိချပြီးတော့မှဒီငုံနှငုံကိုကျွန်တော်တို့ဘယ်မှာတက်လဲဆိုရင်စာကစ်ပြန်မှာတက် MP ကနည်းနည်းဆွဲနေလိမ့်မယ်ပူတာရှာခြင်းနဲ့နည်းနည်းတင်လိုက်မယ်ပူတဲ့လုံးလက်နဲ့လိုက်ဆန်းကြည့်မယ်မတွေ့သေးဘူးဆိုရင်ထပ်တင်မယ်ပြီးတော့အကျောပူတဲ့လုံးလက်နဲ့လိုက်ဆန်းကြည့်မယ်ဒီမှာတင်လိုက်တာနဲ့ဒီ MP ကတမူးပြောင်းသွားတာများပါတယ်မပြောင်းရင်လည်းကျွန်တော်တို့တင်ပြီးဒီတိုင်းပဲလိုက်ခိုင်းကြည့်ရတယ်ဟုတ်ပြီဒါဆိုဆရာမီလီရှော့ကိုဖြုတ်မယ်ဆိုရင်ဘယ်လိုလုပ်ကြမှာလဲမီလီရှော့ကိုဖြုတ်ခြင်းတော့အပေါင်းနှုတ်တတ်ထားပြီးတော့ဒီကောင်ကနည်းနည်းလေး MP ကဆွဲနေမှာပူတာလည်းရှာမတွေ့ဘူးဆိုရင်15မိနစ်လောက်ပြစ်ထားကြည့်ပါချိန်တက်လို့ရှိရင်ပူတဲ့လုံးလေးပေါ်လာတတ်တယ် မပေါ်လာရင်ဖြောဝခတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မီတာတိုင်းမျိုးဖြုတ်တဲ့နေတွေလည်းရှိပါသေးတယ်နောက်တစ်ခုကဒီပုပ်ပြားဆိုတာပြင်စိနဲ့ကြည့်ပြီးကျွန်တော်ပြင်တာပါတကာတလေမှာမှန်ဘူးနဲ့လိုက်ကြည့်လိုက်ပြီးတော့နည်းနည်းညစ်ပတ်နေတဲ့နေရာတန်ရှင်းမှုမရှိတဲ့နေရာမျိုးတွေမှာကျွန်တော်တို့တင်တာလေးနဲ့ဆေးပေးတာမျိုး service လုပ်ပေးလိုက်တဲ့အနေနဲ့ကောင်းသွားတာလည်းရှိတတ်ပါတယ်ဒီပုပ်ပြားတွေကိုလိုက်ပြီးတော့တင်တာနဲ့ဆေးပေးလို့ရတယ်အဲ့လိုမျိုးနဲ့လည်းကောင်းသွားတဲ့တကယ်လို့မကောင်းရင်လည်း15မိနစ်လောက်ပြစ်ထားလိုက်တာနဲ့ပူတယ်လုံးနဲ့ပေါ်လာတတ်တယ်ဖြုတ်မရတဲ့မီလီရှော့တွေလည်းရှိတတ်ပါတယ် ဒါဆိုလို့ရှိရင်ဒီ file API supply ကိုဘာကြောင့်တုံးလဲဆိုတော့ရယ်ပြီးတော့လို့ရှိရင်သူ့ကိုကျွန်တော်တို့ short ရှာတဲ့ချိန်မှာတုံးတယ်ဒီစနစ်လေးကိုနည်းနည်းနားလည်မယ်လို့ထင်တယ်နောက်ပိုင်းမှာကျွန်တော်တို့ကလက်ရှိ short ဖြစ်နေတဲ့ circuit ပြားလေးနဲ့ရှာပြပြီးတော့မှထပ်ရှင်းပြပေးပါဦးမယ်လက်ရှိကျွန်တော်ရဲ့ video ဒီမှာပဲအဆုံးသတ်ပါမယ်ကျေးဇူးတင်ပါတယ်